နေ့လေခင်ပါရှင်ကျမကေခိုင်ပါဒီပူပီရုံးမြင့်တန်ကြားရဲ့နေ့လေ၂နာရီအချိန်ထိရရှိထားတဲ့သတင်းတွေကိုတရားတင်ဆက်ပေးပါမယ်မြမသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအာကစားသတင်းတွေကိုလည်းရှုစားကြပါပါရှင် ရှမ်းကုန်းမှာဌာနဆိုင်ရာဝန်ထမ်းတယောက်ကိုနေစားခကျက်8000နဲ့စစ်ကောင်းစီက9ရံပြီးဒဇင်ဘာလ1ရက်နေ့ကနေစတင်ကလူတိုင်းမဖြစ်မနေမေးပေးဖို့လက်ကမ်းစောင့်ဆောင်တွေလိုက်ဝေခိုင်းတယ်လို့မြို့ခံတွေစီကသိရပါတယ်။ ။ပစုံတောင်မြို့နယ်မှာဒဇင်ဘာလ၂ရက်နေ့ပစုံတောင်စေရေကျော်စင်းနဲ့ကားဂိတ်တွေမှာမေးပေးကြမယ်ဆိုတဲ့လက်ကမ်းစာဆောင်တွေကို မိတပ်ထွေအုံနဲ့ပြန်ကြားရေးဝန်ထမ်းတွေကလိုက်ကမ်းနေတာပါလို့မြို့ခံတယောက်ကဒီဘူဘီကိုပြောပါရယ်။မြောက်ကလာပမြို့နယ်မှာတော့မေးပေးကြစို့လက်ကမ်းစာဆောင်ဝေတာကိုပြန်ကြားရေးကတာဥဆောင်ပြီးနိုဝင်ဘာလ30ရက်နေ့ကစတင်ကရက်ွက် ကားကဲခယ်ရီဂိတ်တွေကိုလိုက်ကန်နေတာပါလို့မြို့ခံတယောက်ကဒီဘူဝီကိုပြောပါတယ်။ဒဇင်မာလာ၂၈ရက်နေ့မှာစစ်အုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲကိုပြည်သူလူထုကစိတ်ပါဝင်စားမှုမရှိတဲ့အပြင်မင်းစင်းပါတော်ပြီးမကြည့်တာတွေကြောင့်စစ်ကောင်စီကဝန်ထမ်းအင်အားအသုံးပြုကအခုလိုဝါဒဖြန့်နေတာပါလို့နိုင်ငံရေးလှစ်လာသူတယောက်ကထောက်ပြပါတယ်။စီအိုစုကကျင်းပမဲ့ရွေးကောက်ပွဲကိုပြည်သူတွေသားမကနိုင်ငံတကာအသိုင်းအဝိုင်းကလည်းလက်မခံဘဲအခုအချိန်ထိကန့်ကွက်နေစေဖြစ်ပါရဲ့ရှင်။ ကရဏီပြည်နယ်မှာစစ်ကောင်စီတပ်ရဲတိုက်ခိုက်မှုကြောင့်နိုဝင်ဘာလတလအတွင်းမှာအရသာပြည်သူ16ယောက်သေဆုံးခဲ့ရတယ်လို့ကရဏီပြည်ဂျာကာလာဥချုပ်ရဲကောင်စီ IC အတွင်းရင်မှုနဲ့ကိုပညာကအတည်ပြုပြောဆိုပါရယ်စစ်ကောင်စီတပ်ရဲလေကြောင်းကနေပုံကျင်းမှုကြောင့်ပြည်သူ9ယောက်ဒရုန်းကြောင့်ပြည်သူ4ယောက်လက်နက်ကြီးကြောင့်ပြည်သူ1ယောက်နဲ့တခြားအကြောင်းအရာတွေကြောင့်ပြည်သူ2ယောက်သေဆုံးခဲ့ရပြီး9ဆယ့်တယောက်ထိခိုက်ဒဏ်ရာရရှိခဲ့လို့ဆိုပါရယ် တည်ဆုံမှုတွေထဲမှာနိုဝင်ဘာလ21ရက်နေ့ကမော်ချီဒေတာကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဖုံးကျဲတဲ့အတွက်ပြည်သူ9ရောက်တပြိုင်နက်တည်ဆုံခဲ့တာနဲ့22ရက်နေ့မှာလဲဖေခုံမြို့နယ်အတွင်းကိုစစ်ကောင်စီတပ်ကဒရုန်းနဲ့ဖုံးကျဲတဲ့အတွက်စပားရိတ်နေတဲ့ပြည်သူ3ရောက်တည်ဆုံခဲ့ရတဲ့ဖြစ်စဉ်တွေလည်းပါဝင်တယ်လို့အိုင်းစစ်အတွင်းရင်းမှုနဲ့ကိုပညာကပြောပါတယ်။ရိုင်းကောဖာဆာ ဒီမော့ဆိုဖရူဆိုဘော်လခေနဲ့အဖေခုံမြို့နယ်တွေမှာစစ်ကောင်စီတပ်ရဲ့လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းကြောင်းပြည်သူတေဆုံးထိခိုက်တာတွေအပြင် နေအိမ်၁၈လုံးဘာသာရေးအဆောက်အုံတစ်ခုအများပြည်သူအဆောက်အုံ၅ခုရင်း၈စီလေကွင်း၃ခုပျက်စီးပြီးတရိတ်ဆန်၅ကောင်လည်းတေဆုံးခဲ့ရတယ်လို့ဆိုပါတယ်ရှင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းရန်ကုန်မြို့ကနောက်ဖက်လမ်းကြားဥယျာဉ်တွေဟာပြင်းစင်ထိမ့်သိမ်းမှုမရှိတာကြောင့်ရုံရင်းပြက်စီးလာနေပြီးတချို့လမ်းကြားတွေမှာအမိုက်တွေနဲ့ပြင်းနေနေပါတယ်။ဒီသတင်းကိုလင်းအိမ်ပေးပို့ထားတာပါရှင်။စစ်တပ်ကအာဏာသိမ်းခဲ့တဲ့9နှစ်နီးပါးကာလအတွင်း NLD ဆိုရလက်ထက်ကမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတရားဖြစ်ပေါ်ဆောင်ခဲ့တဲ့နောက်ဖက်လမ်းကြားဥယျာဉ်တွေဟာထပ်တိုးလုံဆောင်တာမရှိတဲ့အပြင်ရှင်းနေပြီးသားလမ်းကြားပကြီးတွေအကစားခွင့်နဲ့တိမ်ပန်းမင်တွေဟာထိမ့်သိမ်းမှုတွေကယိုရင်းပျက်စီးနေပါတယ်။ အဲ့ဒီပြင်တိုက်ခန်းတွေမှာနေထိုင်သူတွေကလမ်းကြွေတွေကိုအမိုက်နဲ့ဆွေးမြေ့ပစ္စည်းတွေကိုစီကံမဲ့ပစ်ချတာတွေရှိနေသလိုဥယျာဉ်ဝင်ပေါင်းနဲ့ထပ်ပေါက်တွေကိုလည်းတောက်ခတ်ပိတ်ထားတာတွေရှိတယ်လို့ရန်ကုန်မြို့ကံတွေကပြောပါဗျ။ဒီကျူရလက်ခံမှာလည်းအဲ့ဒါလေးကိုပေါင်းဆက်ထားတယ်ပေါ့။ဒါပေမဲ့ဒီနဝန်ကျတော့အဲ့မှာအနာပစ်ချရပါနေတယ်လို့ဒီမှာကြမ်းနေကြဖြစ်ပြီးတော့အမိုက်ကအရင်ကအရင်ကမြတ်ကောင်မှာပေါ့။ တော်လေးကိုကိုပါအဲ့ဒါပြောပြောလေအောင်မဖြစ်တာဘူးကိုပြီးသူကြီးနေတာပေါ့အမိုက်တွေပုံကတော့အဲ့အချင်းကလေးပေါ့နော်ဟိုရပ်တက်တဲ့ပြောအလန်ကျွေးဖက်တဲ့ဂျော်ကရေပေါ့အမိုက်ဖြစ်ပါနဲ့ကြောလဲမရဘူးပေါ့နော်ဟိုစိုက်ပေါင်းတော့ဆီနာစစ်တနာမိုက်ကိုညီရက်ဆီနာအလန်အလန်ကျွေးနားရည်ရှိနားရည်ပေါ့နော်ရန်ကုန်မြို့လေကောင်ကနောက်ပိုင်းလမ်းကြောင်းတွေမှာအမိုက်တွေနဲ့ပြည့်နေပြီးယောဂဖြစ်စေနိုင်တဲ့ကြက်တွေလည်းပုံပြလာနေတဲ့အတွက် ဓာဖွေလမ်းကြားစီမံကိန်းတွေအကောင်အထည်မပေါ်ခဲ့တဲ့အချိန်ကအတိုင်းအမိုက်ပုံဖြစ်နေညစ်ပတ်နေတဲ့လမ်းကြားတွေပြန်ဖြစ်နေပါတယ်။အဲ့ဒီပြင်ဓာဖွေလမ်းကြားဥယျာဉ်တွေမှာရေးချဲထားတဲ့နေရံပကြီးတွေကစားကွင်းနေရာတွေအမှုပညာလက်ရာတွေနဲ့ပန်းမင်တွေလမ်းကြားတွေဟာတိုက်ခန်းတွေကပစ်ချတဲ့အစွန်မြင့်မိုက်တွေကြောင့်ညစ်ပတ်နေသလိုဥယျာဉ်ဝင်ဝနေရာတွေဟာလည်းကားရဲ့နားရနေရာနဲ့ဆိုင်ကမ်းအဖြစ်နေရာယူထားကြပါတယ်။သူကလည်းဘာမှလည်းမလုပ်တော့ခါကျလူပဲပေါ့ရင်းကြီးတွေတက် မမင်းလည်းအလိုပဲဒီလိုတရားစီရောဖြစ်နေရပေါ့။လည်းမကြည့်ကြအောင်ကလေးတွေလည်းမဆော့ကြအောင်နဲ့တူတယ်။ကျမလိုက်တော့ကြည့်တယ်။ဘယ်ဘယ်လမ်း channel ရှိရဲ့ရောက်တရားမှလည်းရှိရအများကြီး။အော်တော်လေးလမ်းတော့အဲ့လိုလမ်းကြားရင်နောက်ကလေးကဟိုဘက်ဒီဘက်ရှင်းချက်ဒီမှာရှိခဲ့။သူ့ရောက်တရားမှဆိုရင်ဒီဘက်36လမ်းတော့35လမ်းတော့33လမ်းတော့34လမ်းတော့အဲ့ကြားတွေတန်းမှလည်းရှိရဲ။ဒါပေမဲ့သူကတော့တကားဒီဘက်ကြီးတော့ပိတ်ထားတယ်ပေါ့နော်။မိုးဦးလေးဒီဘက်ကြီးတော့ရှိသေးတယ်။အဲငကူဆွဲထားတဲ့ဒီဒီကားတွေပါရတော့မိုးရင်းဆိုတော့လည်းရင်းကြီးတွေပါရတော့တက်နေရပါတော့ဒါပြန်ပြင်နေပါတော့မရှိသေးဘူး အနေဒီအစိုးရလက်ထက်မှာဒေသဖွံ့ဖြိုးရေးအတွက်တိုင်းဒေသကြီးလွှတ်တော်ကနေတိန်တထောင်ဘတ်ဂျက်အထိသတ်မှတ်ပေးထားခဲ့ပေမဲ့လက်ရှိမှာနောက်ဝေးလက်ညဥယင်စီမံကိန်းအတွက်ဆက်လက်ထောက်ပံ့တာမျိုးမရှိတော့ဘူးလို့သိရပါဗျ။နောက်ဝေးလက်ညဥယင်စီမံကိန်းကို NLD အစိုးရလက်ထက်2016ခုနှစ်မှာရန်ကုန်ဝော်ဒိုးအိမ်မြို့ပြထင်းသိမ်းရေးအဖွဲ့တချို့နဲ့ရဲရွာနေပြည်သူလူထုတို့ပူးပေါင်းကောင်တယ်ပေါ်ခဲ့တာဖြစ်ပါတယ်။ရန်ကုန်မှာနောက်ဝေးလက်ညဥယင်20ကျော်ရှိတဲ့အထက်ကဥယင်12ခုကိုဒိုးအိမ်ကဖန်တီးခဲ့တာဖြစ်ပါတယ်။ ူရှိလို့ကြရတယ်ဒီအနာသိန်းနောက်ပိုင်းမှာတော့ကျွန်တော်ထိမ့်သိမ်းမှုတွေတွေ့ရလာပါတွေ့ရလာဆိုအမှန်တကယ်ပြောရင်တော့ခင်းစနစ်ကြီးကမကောင်းတဲ့အချိန်မှာတော့ပေါ့နော်ကျွန်တော်တို့ဒါမျိုးတွေထိမ့်သိမ်းမှုတွေတော့သူတို့ကိုယ်တိုင်ဒါတွေကိုစိတ်ဝင်စားပါတယ်မဟုတ်လုံးပါလဲမဟုတ်ဘူးဒါမျိုးတွေကိုဆက်ပြီးထိမ့်သိမ်းမှာမဟုတ်ဘူးကြောင့်တော့ ပြစီမယ်ဆိုတော့ကျွန်တော်တို့အတိအကျပဲပေါ့နော်။ပြဆောက်ထားတဲ့အရာတွေတော့ကတော့အရာအလုံးတော့တစ်မျိုးစရာတော့ပေါင်းတယ်ပေါ့နော်။ဘာလို့ဆိုအရေးတစ်ခုကိုကျွန်တော်တို့အားလုံးလုပ်ခဲ့ကြရတယ်။ဒါပေမဲ့အခုတတော်တော့ကျွန်တော်တို့ဘာမှခစ်စနစ်မကောင်းတဲ့အချိန်မှာတော့အကုန်လုံးကတော့အရာအလုံးကတော့ပြစီနေကြပြီးတော့အဲ့ဒါတွေတော့စိတ်မကောင်းတဲ့ပြစ်စလို့ခုနပြောဆိုပေါ့နော်။ကျွန်တော်တို့ဒီဆက်ပြီးတော့ကျွန်တော်တို့ပြန်လေဒီဆောက်တဲ့အခါမှာပြန်ပြီးလို့ရတော့မယ်လို့ပဲကျွန်တော်ပြောလဲပါတယ်ဟုတ်။စတကအာနာသိမ်းရတဲ့2021ခုနှစ်မတိုင်မီကရန်ကုန်မြို့လေကောင်ကတိုက်တွေရဲ့နောက်ဝေးလမ်းကြားစီမံကိန်းနေရာတွေဟာ ။ရန်ကုန်မြို့မှာနေထိုင်တဲ့သူတွေအတွက်အပန်းဖြေအားယူရနေရာတွေဖြစ်ခဲ့ပေမဲ့လက်ရှိမှာတော့ပြည်ပထိန်ထိန်တာမရှိဘဲပြည်ပခံထားကြရပါတယ်။ကျွန်တော်လင်းရင်ပါ။ယခု QR ကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြန်မာသတင်းကမ္ဘာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်။ ခု QR ကို စကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကမ္ဘာသတင်းတွေကို အချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်မကွေတိုင်းပခုတ်ကူခရိုင်အတွင်းမှာစစ်ရဲလှုပ်ရှားမှုတွေဆောင်ရွက်နေတဲ့အညာမြေတပ်ပေါင်းစုစီကို PDF တပ်ဖွဲ့နှစ်ဖွဲ့ကဒဇင်မာလာနှစ်ရက်နေမှာထပ်မံပူးပေါင်းဝင်ရောက်လာရဲလို့အညာမြေတပ်ပေါင်းစုစီကသိရပါတယ်။ ။ပခိုးကူခရိုင်အတွင်မှအခြေစိုက်တဲ့ဂေါ်ရုံမြိုင်တပ်ဖွဲ့နဲ့ Eagle Fighter တပ်ဖွဲ့နှစ်ဖွဲ့ကစစ်ရဲလှုပ်ရှားမှုတွေကိုအရှင်ဟုံကောင်းကောင်းနဲ့ဆက်လက်ဆောင်ရွက်နိုင်ဖို့အခုလိုပူးပေါင်းလာတာကြပါလို့ဆိုပါရစေ။အဖွဲ့နှစ်ဖွဲ့ထပ်ပေါင်းလာတဲ့အတွက်အညာမြေတပ်ပေါင်းစုနဲ့အတူအဖွဲ့ခုနှစ်ဖွဲ့စုပေါင်းပြီးအပြန်အလှန်ထိန်းចောင်းကဆက်လက်တိုက်ပွဲဝင်တော်မဲလို့အညာမြေတပ်ပေါင်းစုရဲ့ပြန်ကြားရေးတာဝန်ခံကိုဘိုဘိုတန်းစင်ကဒီပူပီကိုပြောပါရစေ။ အခုလိုပေါက်ဆက်ရတာဟာပုံမထိရောက်တဲ့မစ်ရှင်တွေပေါ်ဆောက်ပြီးစစ်တပ်ကိုညညညညတုံ့ပြန်နိုင်ဖို့နဲ့တော်လေရဲ့အဖွဲ့တွေအချင်းချင်းပုံပြီးညညစေဖို့နဲ့သဘောထားကွေလေးတာတွေပျောက်ကင်းစေဖို့ရည်ရွယ်တယ်လို့ကိုဘူဘူတန့်စင်ကပြောပါတယ် အညာမြေတပ်ပေါင်းစု9ဖွဲ့ဟာဖက်ဒရယ်အတွက်တိုက်ပွဲဝင်နေတဲ့ဘဲအဖွဲ့အစည်းတွေနဲ့မဆိုခိုင်မာတဲ့ဆက်ဆံရေးကိုတည်ဆောက်ပြီးစစ်အာဏာရှင်ကိုအမြင့်ပြတ်တွန်းလှန်တော်ကြမှာဖြစ်ပြီးစစ်ရဲအရှိန်တွေကိုအရင်ကားထက်ပိုပြီးတွုံးမြင့်ဆောင်ရွက်တော်မယ်အချက်၆ချက်ကိုလည်းဒစင်မာလာနှစ်ရက်နဲ့မှာပူတွဲထုတ်ပြန်ထားပါရဲ့ရှင် စကိုင်းတိုင်းပုတလင်းမြို့နယ်ကန်တာရော့ကိုစကောင်စီတက်ကဒဇင်မာလာ၂ရက်နဲ့ညနေ9နာရီမှာဂျိုင်ရိုကော်ပတာနှစ်စီးနဲ့ဘုံကျေးချခဲ့တဲ့အတွက်အမျိုးသမီးနှစ်ယောက်ကြီးစားထိမှန်တရားရရှိခဲ့တယ်လို့ဒေတာခန်တွေစီကသိရပါတယ်စစ်ကောက်စီတက်ကတိုက်ပွဲဖြစ်ပေါ်တာမရှိပဲမုံရော်နာမခစစ်တပ်အတွင်ကနေဂျိုင်ရိုကော်ပတာနှစ်စီးနဲ့ကန်တာရော့ကိုဘုံဒီနှလုံးကျေးချခဲ့တဲ့အတွက်အမျိုးသမီးနှစ်ယောက်ကြီးစားထိမှန်ထင်ရရှိခဲ့ကလူနေအိမ်နှလုံးလည်းပျက်စီးသွားတယ်လို့ဆိုပါတယ် ကန်သာရော်ကိုဘုံကျဲမှုအတွင်ထိခိုက်တရာရရှိခဲ့သူနှစ်ယောက်ကိုကုညင်ကေစီရဲ့လှုပ်ပေးထားတယ်လို့ဘူတလင်မြို့နယ်ပအဖတာဝန်ရှိသူကပြောပါတယ်။ကန်သာရော်ဟောင်းဘူတလင်မြို့နယ်နမိုင်လောက်ဝေးပြီးစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းစကောက်စီတပ်ကနှကျင်းတိုင်းတိုင်းမင်းရှုဖျက်ဆီးတော်တဲ့ကြေးော်ဖြစ်တယ်လို့သိရပါတယ်ရှင်။လာနေညာကြောင်းရန်ကုန်ဆောင်းတွင်းမှာအေးအေးတက်ပူနေပါတယ် အအေးတဲ့အတွက်ဘေထုတ်အနှွေးတွေကိုပြည်သူတွေအားကိုးနေရပေမဲ့သွင်းကုန်ကန့်သက်ချက်တွေကြောင့်ဈေးကွက်ထဲမှာဘေထုတ်အထည်တွေမလုံလောက်ဖြစ်နေပါတယ်။ဟန်နာပေးပို့ထားတာပါရှင်။လာနီညာရာသီဥတုဖြစ်စဉ်ကြောင့်အအေးသက်ပေါ်လာတဲ့ရန်ကုန်မြို့မှာအထည်ဟောင်းဘေထုတ်ဈေးကွက်ကအနှွေးထယ်လာရောက်ရှာဖွေသူတွေနဲ့စီကားနေပါတယ်။ဒါပေမဲ့သွင်းကုန်ပစ္စည်းကန့်သက်ချက်တွေကြောင့်ပစ္စည်းအစ်စ်တွေမဝင်နိုင်ပဲအဟောင်းထယ်မလုံလောက်မှုတွေဖြစ်နေပါတယ်။ တကယ်ချိန်တွေကဘယ်လိုလဲဆိုပစ္စည်းပြက်ပြီးတော့ရောင်းနေရတယ်ဗောပစ္စည်းဝယ်ချိန်တွေပစ္စည်းဝယ်လို့မရဘူးဝယ်လို့မရတော့ရှိတာတွေရောင်းရတာဗောဒါဘေးတို့ကတော့ထုံးစံတော့အေးရင်ရောင်းရတာပဲဒါကပုံမှန်ပဲတန်တဲ့ချိန်တွေတော့ဒီလိုပဲပါဝါလာပါဝါလာကဟွာဗောရှစ်လပိုင်းတော့စပြီးတော့ရှစ်ကိုးတစ်ဆယ်အဲ့တော့စပြီးတော့လုံးဝပါဝါလူတော်မရှိသောဖြစ်သွားတာအခုမှအေးတော့မှပြန်ပြီးပြန်တက်လာတာဗောနော် အေးပြန်တက်လာပြီမယ်ပစ္စည်းရကိုလိုချင်တဲ့ပစ္စည်းရမရှိဘူးမရှိတာလည်းစားလို့ရှိရင်တည်ယူတည်ရတာပေါ့ခတ်သွားတာပေါ့နော်ဟိုရင်တော့အခုဟိုဗန်လေးရအများကြီးရဆိုဒါလိုက်တည်လို့ရတယ်အခုအများကြီးရဆိုလည်းအထုတ်ဖြီမှတည်လို့ရတယ်မန္တလေးရတချို့လာမယ်ဆိုလည်းအထုတ်လိုက်မရဘူးတည်ပြီးဟိုခွဲပြီးတော့မှတည်လာတာပေါ့ဘေးတော့ဆိုရဲဖီမလာတော့ဘူးပေါ့ခွဲခွဲပြီးတည်ရတယ်အဲ့လိုဖြစ်သွားတယ်အခုကတွင်းကုန်ပစ္စည်းအပေါ်မိခုံနေရတဲ့အခြေအနေပေါ်မှာမော်တော်ကားအဟောင်းကားစလို့ဆိုင်ကယ်စပိန်အဝတ်ဟောင်းအိတ်ဟောင်းဖနှက်ဟောင်း ဖန်စီပစ္စည်းဟောင်းတွေကိုမြန်မာနိုင်ငံကတက်နိုင်သူလူလတ်သန်းစားတွေနဲ့ဝင်ငွေနှဲမိသားစုတွေပါမကြံလိုအပ်ချက်ရဲ့80ရာခိုင်နှုန်းလောက်မိခုံနေကြတာလို့အဟောင်းစည်းကွက်ကျွမ်းကျင်သူကသုံးသပ်ပါတယ်။အေးပူလာတဲ့အခုရက်ပိုင်းအတွင်းဒီထုတ်ဆိုင်မှာအနည်းချက်လာရှာတဲ့မြို့သမီးကြီးတယောက်ကခုလိုပြောပါတယ်။ဒီနေ့အေးကတော့ပေါ့နော်နည်းနည်းဟိုအရင်တည်တာရဲ့ဆိုင်ပူပူလာတယ်ပေါ့နော် အေးပူလာတဲ့အတွက် ဒီဟိုအနှွေးတယ်လေးတွေဟိုအဖြစ်တော့ကြတော့ဒီနေ့ဝဲရမယ်ဆိုတော့အဲ့အနှွေးတယ်လေးတွေလာဝဲတာပါဒီရတော့ဟိုဘက်ကဟာရင်ရောင်းတာဆိုတော့ဟိုအစ်တတင်တရတော့မတူဘူးပေါ့တမီးရဲ့ဒါပေမဲ့လို့ဟိုသူ့ရဲ့ဟိုဟာကြတော့လဲအနှွေးတယ်ကြတော့လဲဒီဟာတအားနှွေးတယ်ဟိုဟာလေးတွေကြတော့ပါတာပေါ့နော်တမီးအဲ့လို size ရှိတဲ့အတွက်ဒီဘက်ကနှွေးတာလေးတွေလာဝဲတာပေါ့နော်လေလာနီညာကြောင့်ပြန်ဤလာရရန်ကုန်ဆောင်အတွက်ဘီထုတ်အစ်တတွေမဝင်နိုင်လို့ရွေးချယ်စရာရှာပါပြီး ဈေးနှုန်းတွေကလည်းအဟောင်းထက်ပုံထက်ဆိုပေမဲ့ဈေးမချုံနိုင်တဲ့အခြေအနေကိုမိထုံရောင်းချသူတယောက်ကပြောပါရင်ရောင်းဝယ်ရဖြစ်တာ3-4ရက်လောက်ပဲရှိသေးတယ်မှာအခုကတော့ဟူဒီလေးပေါ့ဟူဒီတို့ကလေးနွေးတယ်လေအလိုလိုပဲနော်အပားတွေကတော့သိမရောဈေးနှုန်းတွေကတော့စားစားပဲမှာ3,500တော့5,500တော့ဟူဒီလေးဆိုတော့1,000 1,200 1,800တော့အလိုလိုရှိရရှိရတက်ရှိရှိရတာလေးဆိုတော့နောက်တော့ချက်မှန်မလေး ကန့်သက်ကုန်တွေကြောင့်ဘေးထုတ်တွေပါပါဝင်လာတာကြောင့်အရင်လိုဘေးထုတ်တွေပေါပေါများများမြင်မြင်ဆင်ဆိုင်ရောင်းဝယ်နိုင်ဖို့ဘေးထုတ်စောင့်ကြည့်ဝယ်ယူသူတွေနဲ့ရောင်းချသူတွေကမျှော်လင့်နေကြပါတယ်။ဟောသူကတော့လူတွေကလာတဲ့ပစ္စည်းကိုကန့်သက်ပေါ်တော့ကန့်သက်ကုန်လောက်လိုက်တဲ့အခါမှာဘေးထုတ်ရယ်လို့တော့မဟုတ်ဘူးပေါ့။သူကတော့ထိုင်းနိုင်ငံပစ္စည်းအစ်စ်ပေါ့စားတော့ကုန်နေပါညာတာတော့ဘေးထုတ်တော့မတားပေါ့။ဒါပေမဲ့တည်တဲ့အခါကျတော့အဲ့လိုဖြစ်သွားတာပါ။အမှန်တော့ဟိုပေါ့သူတို့တည်တဲ့ပစ္စည်းကအကုန်ဒီလိုဘေးထုတ်ကြီးပဲတကားလုံးတည်လို့ရတာမဟုတ်ဘူးလေ။ အကောင်အထက်မှာထိုင်းပစ္စည်းတွေပါယိုးရအချိုးကြီးအချိုးမုတ်တွေအဲ့ဒါတွေရောတည်တဲ့ခါကျတော့ဒီကုံမှာကန့်သက်ကုန်တွေဖြစ်ကုန်တာပေါ့အမှန်တော့လမ်းကြောင်းပွင့်ပွင့်တော့ပို့ပြီးတော့ဒီမှာမြန်မြန်ဆိုင်ဆိုင်နဲ့ပေါ်ပေါ်လောလောနဲ့ရောင်းလို့ရတာပေါ့တွင်းကုံကန့်သက်ချက်ကြောင့်ဘေးထုတ်အစ်စ်တွေရောက်လာဖို့မတိချပါပဲလာနီညာကြောင့်2025 26ဆောင်းရသည်ဟာဆက်အေးလာဖို့ရှိတယ်လို့မိုလီဝတ်တာနဲ့စလာဘီဒါဂျန်ဂျန်တူတွေကခံမှန်းထားကြပြီးဈေးဝယ်တူတွေကတော့အစ်စ်ရောက်မလာနိုင်သေးတဲ့ ဗိထုတ်အဟောင်းပုံတွေကြားဆက်လက်တိုးဝင်နေကြအောင်မှဖြစ်ပါတယ်ဂျမဟနာပါ ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်နိုင်ငံမြောက်ပိုင်းမှာပူချိန်တဲ့ဇက်တိုက်ကြာဆင်းလာတာနဲ့အများခြေဝှက်တဲ့အေးတဲ့အရင်အမြင့်တွေကိုကဘာလိခီးတည်တဲ့အတွက်ဆွေးဆောင်မှုတွေအဖြစ်ပြောင်းလဲနေပါတယ်။ဟေလောင်ကျဲပြည်နယ်ရဲ့ရေခဲဖုံးလွှမ်းနေတဲ့တတော်တွေထဲမှာခီးတော်ရတဲ့အတွေ့အကြုံတွေကနဲ့ရှင်းကျန်းပြည်နယ်ကကြောင်းသားတွေအတွက်နင်းကြနေတဲ့အားလဲရက်တွေအထိအစီအစဉ်တွေရှိနေတာပါ။ တရုတ်နိုင်ငံရဲ့မြောက်ဘက်အကြဆုံးမြို့ဖြစ်တဲ့ဟေလောင်ကျန်းပြည်နယ်မိုဟော့မြို့မှာခီးတည်300ကျော်တင်လာတဲ့ရထားတစ်စင်းနိုဝင်ဘာလ29ရက်နေ့မှာရောက်ရှိလာခဲ့ပါတယ်။နေကွေတဲ့ခီးနှဆိုင်တဲ့အတွေ့အကြုံလို့နမည်ပေးထားတဲ့ခီးစဉ်ဟာအစ်တီတွေကိုခီးစဉ်တစ်လျှောက်လုံးမှာမြင်တွေ့ရတဲ့ရေကင်းတဲ့အနေတွေကိုခံစားနိုင်စေပါတယ်။မြင့်တက်လာတဲ့ဆောင်းရာသီခီးတော်လုံငယ်ဝေလိုအားကိုဖြည့်ဆည်းဖို့ရထားလန်အော်ပရေတာတွေကဟာဗင်နဲ့မိုဟော့အကြောင်းဝန်ဆောင်မှုတွေကိုထပ်လောင်းထည့်သွင်းခဲ့ပါတယ်။ အရက်ဖက်လေးချောင်းပို့ဆောင်ရေးကလည်းမိုဟောနဲ့ဟေလောက်ကျမ်းမှာရှိတဲ့တခြားစီတွေကိုတိုးမြင့်ခဲ့ပြီးခီးတော်လာမှုကိုပို့အစဉ်ပြောင်းလုပ်ပေးခဲ့ပါတယ်။တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှင်ကျဲဝီကာကိုပိုင်ဥချုပ်ခွင့်ရဒေသဥရန်ချီမြို့တော်မှာမူလာရန်နဲ့အလေတန်းကျောင်းတွေဟာဒဇင်ဘာလ၁ရက်နေ့ကနေ၅ရက်နေ့အထိပထမဆုံးနင်းအားလဲရက်ကိုစတင်ခဲ့ပါတယ် ားလဲရက်တွေပေါင်းစည်းလိုက်တဲ့အခါចောင်းသားတွေဟာဆောင်းရသည့်အားလဲရက်ကိုကိုယ့်ရဲ့အထိခန်းစားနိုင်ခဲ့တာပါဒေတာကစကိတ်စီစခန်းတွေကလည်းရာသီအလိုက်မော်ဒါအစ်စ်ကိုဂုံပြူဖို့နဲ့မိသားစုတွေကို တောင်ဆောင်တွေစီဆွေးဆောင်ဖို့အခမဲ့ဝင်ခွင့်နဲ့စားသုံးသူထောက်ပံ့ခြင်းတွေထုတ်ပြန်ခဲ့ပါရဲ့ရှင်။ဆက်လက်ပြီးအာကစားသတင်းကိုတင်ဆက်ပေးပါပါ။ အာဖရိကဖလားပြိုင်ပွဲအတွက်ကစားသမားဆင်လို့ရမယ့်အချိန်ကို FIFA ကတပတ်နောက်ကျခွင့်ပြုလိုက်ပါတယ်။အာဖရိကဖလားပြိုင်ပွဲကိုလာမယ့်ဒီဇင်ဘာလ21ရက်နေ့မှာစတင်မှာဖြစ်ပေမဲ့ပရီးမီးယားလိဂ်ကလပ်တွေအနေနဲ့ပြိုင်ပွဲမစတင်ခင်တပတ်အလိုရောက်မှသာကစားသမားတွေကိုဆင်လွတ်ပေးရမှာပါ။ဒါကကနဦးသက်မဲ့ရက်ထက်တပတ်နောက်ကျပြီးမှဆင်လွတ်ခွင့်ပြုခဲ့တာဖြစ်ပြီးအာဖရိကဖလားဝင်ပြိုင်ရမယ့်ကစားသမားတွေရှိတဲ့အသင်းတွေအတွက်သတင်းကောင်းဖြစ်ခဲ့ပါတယ်။ ပရီးမီးယားလည်းအသင်းတွေထဲမှာအာဖရိကဖလားအတွက်ဆင်လို့ပေးရမယ်။ကစားသမားအများဆုံးကဆန်ဒါလန်အသင်းဖြစ်ပြီးစုစုပေါင်း9ယောက်အထိရှိပါတယ်။မန်ယူနိုက်တက်ကလည်းအဓိက တိုက်စစ်ကစားသမားတွေဖြစ်တဲ့အန်ဘူမိုအမတ်ဒီယလိုနဲ့မဆန်အိုဂျီရီတို့လိုသက်ဆိုင်ရာလရွေးစင်တွေစီဆစ်လို့ပေးရမှာပါ။အာဖရိကဖလားအတွက် ကစားသမားဆစ်လို့ပေးဖို့မလိုအပ်တဲ့အသင်းတွေက၄သင်းသာရှိပြီးအာဆင်နယ်၊ချက်ဆီ၊လိယူနိုက်တက်နဲ့နယူကာဆယ်အသင်းတို့ပဲဖြစ်ပါရဲ့ရှင်။ ဒီပူပီရုံးမြင့်တန်ကြားရဲ့နေ့လည်နေ့နာရီသတင်းတွေကိုတိုက်ရိုက်ရှုစားခေကြရတာပါညနေ၄နာရီမှလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်ပြီးတင်ဆက်ပေးအောင်ပါကျွန်မကေခိုင်ပါကျေးဇူးတင်ပါတယ်ရှင်